ဘန်ကောက်မှာနာမည်ကြီးဖျား၆ဆုနဲ့ဖျားကြောင်တစ်ကြောင်ကိုပြောပြပေးပါမယ်။ဘန်ကောက်ထဲမှာပြည်နာဖျားပူးရှင်တဲ့သူတွေစဉ်ဒီခုကျွန်တော်ပြောပြပေးတဲ့ဖျား၆ဆုနဲ့ဖျားကြောင်တစ်ကြောင်ကိုပြောပြပေးပါမယ်။အရင်ဦးဆုံးကတော့မြတ်ဖျားပဲဖြစ်ပါတယ်။မြတ်ဖျားကွင်းထဲမှာကြတော့ဒီပြတိုက်အခန်းတွေလည်းရှိတယ်။ပြီးရင်အရင်ခက်ကနန်းတော်ထဲမှာတုံးတဲ့ဓာရီလက်နှက်တွေပြခန်းတွေပေါ့နော်လက်နှက်တွေနဲ့ပြခန်းတွေရှိပါတယ်။မြတ်ဖျားကတော့ရန်ဖူးမြော်တစ်ပါတယ်။ဝင်ကျဲတော့900ဘတ်ပေးရပါတယ်။ခွဲတဲ့အချိန်နဲ့ဝင်ကြီးတွေကိုကျွန်တော်အပေါ်မှာရေးထားပေးပါမယ်။ နံပါတ်1ကတော့တပတ်တန်ကျွေးစီထဲမှာပါတဲ့ CD ပါ။ DCD ကလည်းအမြတ်ပြာခွင်းထဲမှာပဲရှိတယ်။ဝင်ချင်း900ထဲမှာပါပါတယ်။ခွင့်ရချေရင်တော့မနက်၈နာရီခွဲနေတော့ညညနေ3နာရီခွဲတိရှိပါတယ်။ နံပါတ်3ကကြတော့နှစ်ပတ်တန်ကျွေးစီထံမှာပါတဲ့ဇီဒီဖြစ်ပါတယ်။အဲ့ဒါဝါဆာကစ်လို့ခေါ်ပါတယ်။ကျောင်းကကြတော့လှေနဲ့လည်းလာလို့ရတယ်။လှေစိတ်နဲ့လည်းနှီးပါတယ်။အပေါ်ထက်မှာကြတော့အဲဘန်ကောက်မြို့ကိုမြင်နေရတဲ့ view တွေရမ်းလှပါတယ်။ညနေဘက်လောက်ဆိုရင်ပို့ပြီးတော့လှပါတယ်။ဝင်ကြီးနေတဲ့ချိန်တွေကိုကျွန်တော်အပေါ်မှာရေးထားပေးပါမယ်။နံပါတ်4ကြတော့ ငါပတ်တန်ထဲမှာပါတဲ့ဖရာကျောင်းပါ what win လို့လည်းခေါ်ပါတယ်အရှိကောက်ကြတော့ကျွန်တော်ဒီမှာရေးထားပေးပါမယ်ဒီကျောင်းကကြတော့နိုင်ငံခြားခီးသွားတယ်လာတာနဲပါတယ်ဝင်ကျဲအတရာဘက်ပေးရတယ်ဖွင့်တဲ့ချိန်ကတော့မနေ့6နာရီည6နာရီရှိပါတယ်နံပါတ်5က30ပတ်တန်ကျွေးစီထဲမှာပါတဲ့ဇီဒီပါ what aron လို့ခေါ်ပါတယ် ဒီเจ้าမှာကြတော့မြက်ပြခွင်းနေတော့ဟောဘခံကူရပါတယ်။လိစိတ်က၂စိတ်ရှိတယ်။ဒီเจ้าမှာကြတော့ထိုင်းရိုးရဝတ်စုံနေနဲ့ဟာတက်ပုံရိုက်တာများပါတယ်။ဝင်ကြီးကတော့နိုင်ငံသားသောဆိုရင်တော့ဗတ်200ရှိပါတယ်။ဖွင့်တဲ့ချိန်ကတော့မနက်၈နာရီနဲ့ည၆နာရီထိရှိပါတယ်။နံပါတ်6ကတော့ဝတ်ပိုပါ။ဝတ်ပိုကြတော့လျှောင်းတော်မူတဲ့ဘုရားကျောင်းထဲမှာရှိပါတယ်။ဒီထဲမှာဘုရားကျောင်းတွေတော့အများကြီးရှိတယ်။လျှောင်းတော်မူတဲ့ဘုရားကျောင်းကတော့နာမည်ကြီးဘုရားကျောင်းဖြစ်ပါတယ်။ ဝင်ကြီးကတော့300ဘတ်ပေးရတယ်မနက်၈နာရီနဲ့ည9နာရီခွဲတိဖြစ်ပါတယ် what are all လှိစေရဲ့ရှေ့မှာပဲရှိပါတယ်နံပါတ်9က what panan ပဲဖြစ်ပါတယ် what panan ကကြတော့အခုဒီမြက်ပြခွင့်နဲ့ဆိုရင်10မိနစ်လောက်15မိနစ်လောက်ပဲဝေးပါတယ် နားထိုင်တော်မူဖရာเจ้าဖြစ်ပါတယ်ဒီเจ้าမှာကြတော့ဝင်ကြီးလည်းမရှိပါဘူးပြည့်တဲ့ချိန်ကတော့မနက်၈နာရီနဲ့ည၆နာရီအထိရှိပါတယ်လှေတွေငှားပြီးတော့အလှတက်ပုံတွေဒီလိုမျိုးရိုက်လို့ရတယ်နိုင်ရင်လည်းငှားပြီးတော့ရိုက်လို့ရပါတယ်အခုကျွန်တော်ပြောပြထားတဲ့ဖရာ6ဆူနဲ့ဖရာကြောင်တစ်ကြောင်ကဒီဘန်ကောက်မြတ်ဖရာကွင်းရဲ့တဝိုက်မှာပဲရှိပါတယ်10မိနစ်15မိနစ်လောက် ပဲဝေးပါတော့ဗောနော်တနေရာနဲ့တနေရာအားလောက်ပဲရှိတယ်ဖခင်เจ้าတွေရဲ့တနေရာကိုအပေါ်မှာကျွန်တော် location လေးချထားပေးပါမယ်ကိုယ့်အကိုသွားလည်ခြင်းတဲ့သူတွေအတွက်အဆင်ပြေအောင်ဗောနော်ဘန်ကောက်မြို့တွင်နဲ့မြို့ပြင်တွေမှာလည်ပတ်သွားခြင်းတဲ့သူတွေနိုင်ငံခြားလာတဲ့သူတွေမြန်မာနိုင်ငံလာမဲ့သူတွေဗောနော်၄ရောက်9ရောက်10ရောက်စီကာနဲ့ hotel booking တွေကိုလည်းကျွန်တော်ကိုဆက်သွယ်လာလို့လည်းရပါတယ်မသိတာတွေရှင်းလဲကျွန်တော်ရဲ့ comment အောက်မှာမေးထားလို့ရတယ်နောက် video တွေမှာပြန်ဆောင်ပါမယ် bye bye